မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကင်းတောင်ကျနေတဲ့စစ်ကောင်စီတပ်သား၂ဦးတနင်္လာရီဘကဖားစီလက်နက်နဲ့အတူဖက်ပြောင်းလာတဲ့အကြောင်းကြောင်မီသွေးဆက်ယုံအပါအဝင်ဒိုဝဲစီမံကိန်းကို အရှိန်မြှင့်မယ်လို့ရုရှားပြောဆိုတဲ့သတင်းမြေကျွန်းစုဒေသထွက်ငပိနဲ့ပြည်စုံ၆ရောင်းအားကျနေတဲ့အခြေအနေနဲ့ တနင်္လာဟီဒေတာရှိပဏိပခတံခံနေရသူတွေအတွက်စိတ်နဲ့လူမှုဆိုင်ရာပံ့ပိုးမှုတင်နန်းဖွင့်မဲ့တဲ့တင်မန်းဆောက်ကအခန်းတွဲနေသူတွေကိုစစ်ဆေးဖမ်းဆီးနေလို့မြန်မာရင်းနေထိုင်ရေးအခက်တွေ့နေတဲ့အကြောင်းဆတဲ့တဲ့တင်တွေကိုနားဆင်ရမှာပါတနင်္လာဟီမြို့နယ်အောက်ကင်းရွာအခြေဆိုင်စစ်ကောင်စီအမှတ်959ချင်းမြတ်တရင်ကစစ်ကောင်စီတပ်သား2ဦးကင်းတောင်ဝင်ကြနေချိန်ထွက်ပြေးပြီးတနင်္လာဟီပြည်သူ့ကာကွယ်ရေးအဖွဲ့စီလက်နက်နဲ့အတူဖက်ပြောင်းခုလုံလာပါတယ် ဇွန်လ19ရက်နေ့မှာစစ်ကောင်စီရင်နံဖြတ်တန်းမှုအတွက်တနင်္လာရီမြို့နယ်ဗန်လမွတ်နယ်ပနက်ငယ်ရွာတို့ကြားမှာလမ်းကင်းတောင်ဝင်ကြခြင်းလက်နက်နဲ့အတူထွက်ပြေးလာပြီးတနင်္လာရီပြည်သူ့ကာကွယ်ရေးအဖွဲ့အစုံ၅စီဖက်ပြောင်းလာတာပါထွက်ပြေးလာသူနှစ်ဦးဟာစစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက်အရမတ်စစ်မှုထမ်းဖို့စီခိုင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတပ်သားတက်ဆူဆောင်ခံရသူနှစ်ဦးဟာ MA3 တနက်နှစ်လက် ကြီပေါက်၉ခုနဲ့ကြီ240တောက်ယူဆောင်လာတယ်လို့တနင်္လာရီပြည်သူ့ကောက်ွက်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ ဖက်ပြောင်းခွလုံလာသူနှစ်ဦးဟာရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အမှတ်၁ဂျိုးဖြူစစ်တင်နန်းလေးကျင်းရင်ကျောင်းမှာစစ်မှုထမ်းတင်နန်းအပတ်စဉ်တင်နဲ့ပတ်စဉ်ကိုတင်နန်းသားတွေဖြစ်တယ်လို့ဆိုပါရယ်။အဲ့ဒီတင်နန်းကျောင်းမှာနှစ်လောက်ခွဲကြာတင်နန်းတက်ရပြီးတဲ့နောက်ပုတ်ပြင်းမြို့နယ်မှာရှိတဲ့စကခါ၃၃မှာမွန်းမှန်တင်နန်းနှစ်ပတ်တက်ရတယ်လို့ဆိုပါရယ်။အဲ့ဒီနောက်မြေမြို့အမှတ်103တက်မှာနှစ်ရက်ကြာနေထိုင်ရပြီးတနင်္သာရီမြို့နယ်အောက်ကင်းရွာအခြေဆိုင်ခမရ959တက်မှာတာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ြင်းခရိုင်မှာစွန်လာထဲတော်လိုင်းတပ်ဖွဲ့ရိစီဘက်ပြောင်းခုံလုံးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးအထိရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ရုရှားနဲ့မြန်မာစစ်ကောင်စီကြားချုပ်ဆိုတဲ့ယင်းနှမြုံနယ်မှုစာချုပ်အရကြောင်မီသိဆက်ယုံအပါအဝင်ဒိုဝဲအထူးစည်းပွားရေးဆောင်စီမံကိန်းကိုအရှိန်မြင့်ဆောင်ရွက်မယ်လို့ရုရှားနိုင်ငံစည်းပွားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံကြားစွန့်အင်ကန်တာအပါအဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်ကိုဇွန်လ20ရက်နေ့မှာရုရှားစီးပွားရေးဝန်ကြီးနဲ့စစ်ကောင်စီရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံကြားစီးပွားဆက်သွယ်ရေးဝန်ကြီးတို့ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့မှာလက်မှတ်ရေးထိုးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။မြမကန်လွန်မှာရေနံနဲ့တဘာအတွင်းဝိတူဖို့ရေးတည်ယူပို့ဆောင်ရေးအခြေခံအဆောက်အုံတတ္ထုတူဖို့ရေးစိုက်ပျိုးရေးနဲ့ဆက်သွယ်ရေးကဏ္ဍတွေအပါအဝင် အခြားနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်မယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒီသဘောတူညီချက်အရလျှက်စစ်မီဂါဝက်660ထွက်မဲ့ကြောင်မီးသွင်းဓာတ်အားပေးစက်ရုံတိစောက်နေတဲ့ဒဝဲအထူးစီးပွားရေးဆောင်ကိုလည်းအရှိန်ဟုန်မြင့်ဆောင်ရဖို့လည်းပါဝင်တယ်လို့ဆိုပါရယ်။ဒဝဲစီးပွားရေးဆောင်စီမံကိန်းကိုအကောင့်ထဲပို့ဖို့စစ်ကောင်စီနဲ့ရုရှားတို့ပြီးခဲ့တဲ့မတ်လကသဘောတူထားကြတာပါ။ စစ်ကောင်းဆောင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံပြီးမြန်မာနိုင်ငံမှာ အသေးစားနျူကလ িয়ার ဆက်ရုံတိစောက်ရေးလက်မှတ်ရေးထိုးခဲ့သလိုဒိုဟာအထူးစီးပွားရေးဆောင်စိတ်ကမ်းနဲ့ရေနံချက်ဆက်ရုံတိစောက်ရေးနားလည်မှုစာချုပ်လာရေးထိုးခဲ့တယ်လို့ရိုက်တာသတင်းမှဖော်ပြထားပါတယ်။ ကဝဲထူးစည်းပွားရေးဆောင်ဒေတာအတွင်း660မီကာဝက်ထုတ်နိုင်မဲ့ကြောင်မီးသွေးဓာတ်အားပိတ်ဆက်ရုံတိဆောက်တာနဲ့ပတ်သက်ပြီးဒေတာခန့်အချို့ကိုဒဝဲဝက်ကစုံစမ်းမင်းမြန်ရမှာလဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကြားသိရတာမရှိသလိုဒေတာအတွင်းတိဆောက်နေတာလည်းမတွေ့ရှိရသေးဘူးလို့ပြောဆိုကြပါဗျ။စီရီအခြေအနေနဲ့စစ်ကောင်စီရဲ့ပိတ်ဆို့ကတ်တက်ချက်တွေကြောင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်နေတဲ့အတွက်မြေကျုံးစုဒေသထွက်ရေထွက်ပစ္စည်းတွေရောင်းအားကျနေပြီးဈေးကျနေတယ်လို့ကုန်သွယ်တချို့စီကသိရပါဗျ။ ရန်ကုန်လိုမျိုးတိုင်းပြည်ပါဒေသတွေကိုရေထွက်ကုန်ပစ္စည်းတင်ပို့ရမှာ အချိန်ကျန်ကြတာစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကစစ်ဆေးပြီးတင်းဆဲတာစတဲ့အခြေအနေတွေကြုံနေရတယ်လို့ဆိုပါရယ်။လက်ရှိမှာပဇွန်6ငပိစတဲ့ရေထွက်ပစ္စည်းတွေကဒေသတွင်းရောင်းအားကိုပဲအားကိုနေရပြီးတိုင်းပြည်ပါမှာရှိတဲ့မြို့နယ်တွေရဲ့အမှားအော်ဒါထပ်ဝက်လောက်နှဲသွားတယ်လို့ပြောပါရယ်။ဒါကြောင့်မိုးရသည်ရောက်နေပေမဲ့လည်းမြေကျုံးစုဒေသထွက်ရေထွက်ကုန်တွေဈေးပုံမရတဲ့အပြင်အရင်ဈေးနှုန်းထက်အနည်းငယ်ကျဆင်းနေတယ်လို့ရေလုံသားတချို့ကဆိုပါတယ်။ မိုးမကြမီကတပိတ်တော့ကိုချက်တသိန်းဝန်းကျင်ပေါက်ဈေးရှိတဲ့ပုံစံ6ကလက်ရှိမှာချက်8000ဝန်းကျင်ဖြစ်သွားပြီးငပိတပိတ်တော့ကိုချက်တသောင်းဈေးရှိတာကနေချက်9000ဝန်းကျင်ဖြစ်လာတယ်လို့ရေလုံသားရိစီကသိရပါဗျ။တနင်္လာရီဒေတာမှာရှိတဲ့ပဏိပခကာလအတွင်းစိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုခံစားနေရသူတွေအတွက်စိတ်နဲ့လူမှုဆိုင်ရာပံ့ပိုးမှုတင်နန်းဖွင့်လှစ်မယ်လို့ TN တနင်္လာရီအဖွဲ့အစည်းကသိရပါဗျ။ The instant နေသားကြီးဟာတဝဲခရံအတွင်းလူသားချင်းစာနာထောက်ထားရေးနဲ့အသိပညာပေးရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။စစ်ဘေးတဘဝဘေးနဲ့လူမှုပဏိပခအကျိုးသက်ရောက်မှုတွေခံစားနေရသူတွေအတွက်ဦးစားပေးဖွင့်လှစ်တာဖြစ်ပြီးတင်နန်းမီကို The Inner Shelter ပဝန်းကျင်မှာအန်တီရဲများနေခြင်းကိုယ်စိတ်ထဲမှာခိုးလုံရတိဆောက်ခြင်းလို့အမည်ပေးထားတယ်လို့ဆိုပါတယ်။ ဇွန်လ28ရက်နေ့ကနေ30ရက်နေ့အထိစိတ်ပညာဆိုင်ရာအတွေ့အကြုံရှိဆရာဆရာမတွေကသင်တန်းသား23ဦးကိုအွန်လိုင်းကနေအခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။အခုဖြစ်ပေါ်နေတဲ့ပဋိပက္ခအခြေအနေတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူဘယ်သူမှဆိုအဲ့ဒီသင်တန်းမှာပါဝင်လေ့လာနိုင်တယ်လို့တည်အပ်သင်တန်းသားရဲ့အဖွဲ့အစည်းကသိရပါတယ်။သင်တန်းတက်ရောက်လို့သူတွေအနေနဲ့ဇွန်လ25ရက်နေ့နောက်ဆုံးထားပြီးသင်တန်းလျှောက်လာတွေကို အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတောင်းယူလျှောက်ထားနိုင်တယ်လို့ကြေညာထားပါတယ်။ အလားတူသင်တန်းတစ်ခုကိုပြီးခဲ့တဲ့မေလကစီစဉ်ခဲ့ပူးပြီး CRM ចောင်းသားတွေဝန်ထမ်းတွေပါဝင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့ကအခန်းတွဲတွေမှာအထောက်အထားမရှိသူတွေပန်းအောင်ဘက်မှာပါတဲ့လိမ့်ဆောင်နဲ့မကိုက်ညီသူတွေကိုစက်တိုက်ဖမ်းဆီးနေလို့မြန်မာတွင်နေထိုင်ရေးအခက်တွေ့နေကြရပါတယ်။ ဇွန်လ3ပိုင်းကစပြီးပြက်စစ်စပိန်လို့ခေါ်တဲ့ ਈ ပိုင်းနဲ့၃ပိန်းဆိုင်ကယ်တွေဖမ်းပြီးနောက်ပိုင်းအခန်းတွဲတွေမှာအထောက်အထားမပြည့်စုံသူတွေကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးတာတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။နေထိုင်အလုံးလုံးခွင့်ထောက်ထားမရှိတဲ့မြန်မာအများစုနေထိုင်တဲ့အခန်းတွဲတွေဈေးဆိုင်တွေနဲ့လုံချင်းအိမ်ငှားတဲ့နေရာတွေကိုထိုင်းအနာပိုင်တွေကဝင်ရောက်ရှာဖွေဖမ်းဆီးနေတာပါ။မြန်မာရွှေပြောင်းအလုပ်သမားချို့ဟာတရားဝင်နေထိုင်ခွင့်အထောက်အထားမရှိသူတွေလည်းရှိနေပါဗျ။ ဒါအပြင်နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ဘက်မှာဖော်ပြထားတဲ့လိပ်စာနဲ့အမှန်တကယ်နေထိုင်တဲ့နေရာမကိုက်ညီရင်လည်းဖမ်းဆီးခံရတယ်လို့မဲဆောက်ရောက်မြန်မာတချို့ကပြောပါတယ်။နေထိုင်အလုပ်လုပ်ခွင့်အထောက်အထားမရှိသူတွေကိုတော့အခန်းမှမနေဘဲအခြားနေရာကိုရွှေ့ပြောင်းနေထိုင်ဖို့အိမ်ပိုင်ရှင်ဘက်ကတတိပေးထားတယ်လို့ဆိုပါတယ်။ဒီလိုဖန်ဆင်းမှုတွေကြောင့်အိမ်ပိုင်ရှင်တွေကနေထိုင်ခွင့်မပြုတော့တာတွေလည်းရှိနေလို့မြန်မာနိုင်ငံသားတွေနေထိုင်ရေးအခက်တွေ့နေကြတယ်လို့မဲဆောက်ရောက်မြန်မာရေးစီကသိရပါဗျာ။ နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwellwatch Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။